ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်300အမြောက်တပ်အမတ်300လေးနီးကကျေးရွာတွေမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ရေကြီးမြို့နယ်တွင်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစလို့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တံတွေထွက်ပေါ်လာပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။လက်နက်ငယ်ပြန်လည်ပြစ်ခတ်တံတွေကြားရတယ်။ဒရုန်းဘုံတွေလည်းကျဲတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲလေရင်နဲ့ရေကြီးရွာတွေဘက်ကိုကျဲခံရတယ်။တိုက်ပွဲပြန်ဖြစ်နေပါတယ်လို့ ရေဂျီဒေတာကန်တူက AR Times ကိုပြောပါရယ်စစ်ကော်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနက်3နာရီလောက်ကစပြီးတော့ရေဂျီရှိငှက်တိုက်မြက်တူစီစုံကုန်းကျေးရွာတွေကိုလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါရယ်စစ်ကော်မရှင်ဟာအရခတက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေခိုလုံခွေမရရှိစေဖို့ရေဂျီမြောက်တန်ကြီးကကျေးရွာတွေကိုဩဂတ်စ်လနောက်ဆုံးဘက်ကစတင်ပြီးပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါရယ်ရင်းနှသားစစ်စေးခိမ့်တဲ့ငတိုင်းချောင်းလမ်းတလျှောက်မှာလည်း ကာကင်းစခန်းငယ်တွေတိစောက်ထားကစည်ရေးပြင်ဆင်ထားပြီးအမြောက်တပ်သုံးလေးလေးအတွင်းကိုကြီကဝစ်ဆောင်အပြည့်ဝစ်ဆင်ထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်သုံးကားကြီးတွေနဲ့ခေါ်ယူအင်အားဖြည့်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်ကလေးမျက်နှာအဆက်ရှိဆက်ဆက်ယိုရွာမှာလဲစေချောင်းထိုးအင်အားဖြည့်နေတဲ့အတွက်အေးပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေရှိနေတယ်လို့သိရပါဗျ။ ည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ရဲ့အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်18တင်တန်းစစ်ပွဲကိုလွန်မြောက်နေပြီတနေ့မှာအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ထုတ်ပြန်လာပါတယ်။တင်တန်းကာလတွင်းမှာအခြေခံစစ်ပညာဆိုင်ရာသင်ခန်းစာတွေစစ်နည်းပြဝါရေးဆွဲခြင်းဆိုင်ရာသင်ခန်းစာတွေစစ်တီတော်ကျင်းဝင်တဲ့စစ်စည်းကမ်းဆိုင်ရာသင်ခန်းစာတွေနိုင်ငံရေးသိပညာတွေနဲ့ကိုယ်ကာယကျန်းခိုင်မှုပိုင်းဆိုင်ရာသင်ခန်းစာတွေကိုပြင်းပြင်းထန်ထန်လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ MDY PDF ကဆိုပါတယ်ဒီတုကောင်ွယ်တမတော်မန္တလေးအနေနဲ့အာနာရှင်စနစ်အမြင့်ဖြတ်ချေမုံရီ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တိဆောက်ရေးတာဝန်တွေကိုဥလဲမတုံစတဲ့တဘူထမ်းဆောင်နေတယ်လို့သတင်းထုတ်ပြန်ကြေညာထားပါတယ်ဖိလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ဘူဝိုင်းမုန်တိုင်းဘူအလွန်ရဲ့အရှိန်နဲ့ဘင်္ဂလားပင်လယ်ော်ရှိအားကောင်းတဲ့လေဗီယာနဲ့ရဝန်းရဲ့တက်ရောက်မှုတွေကြောင့် စက်တင်ဘာ26ရက်ကနေအောက်တိုဘာ2ရက်နေ့ထိမြန်မာနိုင်ငံတွင်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကဒီကနေ့စက်တင်ဘာ26ရက်မှာထုတ်ပြန်ပါတယ်။လာမယ့်တစ်ပတ်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလကခန့်မှန်းထားပါတယ်။ဒါအပြင်သခိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမိုးထစ်ချုံရွာမှာဖြစ်တယ်လို့သိရပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပစ်တာလျက်စီးလက်တာ ရေကြီးတာနဲ့မြေပြိုရာတွေဖြစ်ပေါ်နိုင်တာကြောင့်ပြည်သူလူထုအနေနဲ့သတိပြုဖို့လိုအပ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာစစ်တောင်းမြေဟာ မထောင်မြို့မှာစွေရင်မတ်အထက်ပေဝတ်ကျော်လွန်နေပြီးလာမယ့်တရက်အတွင်းပေဝတ်ထက်မှန်မြင့်တက်လာနိုင်ပါတယ်။တန်လွေမြေဟာစွေရင်မတ်အထက်ပေဝတ်ကျော်လွန်နေပေမဲ့လာမယ့်တရက်အတွင်းစွေရင်မတ်အောက်ကိုပြန်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။မြမကိုင်ရက်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းကြီးမယ်လို့သိရပါတယ်။ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်မှာ10ဘေကနေ12ဘေခန့်ထိရှိနိုင်တာကြောင့် ်တင်မောသားတွေနဲ့ကန်နီကန်ဝေငါးဖန်းရည်ရင်တွေသတိပြုဖို့လိုအပ်ပါတယ်အပူပိုင်းမုန်တိုင်းဘူအလွိုင်းဟာဖိလစ်ပိုင်ပင်လယ်ပြင်ကနေအနောက်နောက်မြောက်ဘက်ကိုရွေ့လျှပြီးစက်တင်ဘာ28ရက်မှာတောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိကာတိုင်ဖွန်းမုန်တိုင်းဖြစ်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်အဲဒီနောက်စက်တင်ဘာ28ရက်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုဖျက်ချော်မယ်လို့ခန့်မှန်းရတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ် ကရင်ပြည်နယ်မြောက်ရီမြို့တောင်မရှိလေးကိတ်ကော်မြို့တင်တဲ့ဖြူဟာမြောက်အေးပါတဲ့ဆွေတော်ကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်မရှင်တပ်နဲ့ခုခံတိုက်ခိုက်နေတဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေ၅ရက်မြောက်နေ့ထိတိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်မရှင်တပ်ကလေးချောင်းပောင်းဝင် အသေးခံကာမီကာဇဲဒရုန်းတွေနဲ့လက်နက်ကြီးပစ်ကူတွေနဲ့အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့မနေ့က7/25ရက်နေ့ထိ စစ်ကောင်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုတွေများတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။အသေးကန်ဒရုန်းတွေအပြင်လက်နက်ကြီးပစ်ကူရောလေကြောင်းမှ၃မီတက်လာလဲသေးတာပဲ။ရှေ့ရောက်ရင်အပြုံလိုက်မနေ့ကလည်းအပြုံလိုက်ထက်သေးတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။လေကေကော်မျိုးတစ်ကိုရရှိနိုင်ရေးစစ်ကောင်မရှင်ဘက်ကစက်တင်ဘာ21ရက်ကစတင်ကထိုးစစ်ဆင်လာတာဖြစ်ပြီး23ရက်မှာတိုက်ပွဲပြင်းထန်က ၎င်းတို့ဘက်ကစစ်ကြောင်းလိုက်စုလိုက်ပြုံလိုက်တေဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာ BGF ရဲ့အကူအညီနဲ့ထီးမဲ့ဝါခိကျေးရွာဘက်မှာထိုးစစ်ဆင်လာတာဖြစ်ပြီး BGF အပါဝင် ထိခိုက်တေဆုံမှုတွေလည်းရှိကအဲ့ဒီနေရာမှာပဲထိုးစစ်ရပ်တန့်နေတယ်လို့သိရပါတယ်။ထိုးစစ်ဆင်နေတဲ့ဆွေတော်ကုန်းစခန်းဟာလက်နက်ကြီးဗျူဟာကုန်းစခန်းဖြစ်ကမြဝရီမြို့တိုက်ပွဲအပြင် နေဆက်လုံကြုံရေးအတွက်ပါဗျူဟာကျတဲ့စကန်ကုန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ အဆိုပါဆွေတော်ဘုံကိုတော်လိုင်းပူပေါင်းတက်တွေက2024အောက်တိုဘာလမှာတင်ယူနိုင်ခဲ့ပါတယ်။လက်ရှိမှာစစ်ကောမရှင်တက်ကအာရှလမ်းမော်ရှိတက်စခန်းနဲ့စခန်းကုန်းတွေကိုပြန်လည်တင်ယူပြီးနောက်လက်ခတ်တောင်စခန်းကုန်းကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါတယ်။အယောင်ရီတိုင်းကြံငင်းမြို့နယ်မှာစစ်ကောမရှင်လောက်ခံရဲတပ်ဖွဲ့ကိုလိုင်းချပေးပြီးခွင့်ပြုချက်ယူပြီးလောင်ကစားပွဲတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ကြံငင်းမြို့နယ်တွင်ရှိဘန်းကုန်းကျေးရွာရှိကန်းဆက်တောင်မြင်မှာဂျင်းဝိုင်းကျက်ဝိုင်းတွေကိုနေ့စဉ်ပြုလုပ်နေတာပါတကယ်ပွဲတော်ကြီးကြာနေတာပဲစားတောက်ဆိုင်တွေတောင်လာဖွင့်ထားကြတယ်လောင်းကစားသမားတွေလည်းနေအဆောင်ကလာကြတယ်လို့ဒေသခံတူက ERI Times ကိုပြောပါရယ်အဲ့ဒီလောင်းကစားဝိုင်းတွေကိုရဲတပ်ဖွဲ့ကနှုတ်ထွက်ထားသူတူကဥဆောင်ပြုလုပ်နေတာဖြစ်ပြီးမြို့နယ်အဆင့်တာဝန်ရှိသူတွေကိုလမ်းစဉ်လိုင်းကျေးတာဝန်ယူပေးနေတယ်လို့သိရပါရယ် ဒါအပြင်ကြံငင်းမြို့နယ်ပိုင်းကဘယ်ရဲမြို့မှာလဲလောင်စားလုပ်ငန်းတွေကိုလုတ်ကင်ခွင့်ပြုထားတယ်လို့ဒေသခံတွေက ARD Time ကိုအရင်လောက်ကသတင်းပေးပို့ခဲ့တာကြောင့်ဖော်ပြခဲ့ပါတယ် ARD တိုင်းတွင်းရှိမြို့နယ်တွေမှာစစ်ကောင်စီလောက်ခံရဲတွေကိုယ်တိုင်ကအရက်သားတွေကိုမတရားပုံမှတ်ဖမ်းဆီးကအကြက်ကင်ငွေညစ်တာလောင်စားဝိုင်းနဲ့မွေးရစေးရောင်းတာတည်ယူပေးတာတွေကိုလုဆောင်နေတယ်လို့သိရပါတယ် မြန်မာစစ်တပ်အတွက်မြောက်ကိုရီးယားလို့ဘုံတွေဝယ်ယူတာကြောင့်မြောက်ကိုရီးယားလက်နက်အစီအစဉ်အတွက်ဝင်ငွေရှာနေတဲ့ကွန်ရက်တစ်ခုကိုတန်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်နိုင်ငံကဂျာတာဘရီနီမှာကြေညာလိုက်ပါတယ်တန်ခတ်ပိတ်ဆို့မှုဟာမြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေကိုငွေကြေးရရှိနေမှုဖျက်တောက်ဖို့နဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာစစ်တပ်ရဲ့ရက်ဖက်အခြေခံဆောင်တွေကိုရန်တန်းတိုက်ခိုက်နေမှုကို ထောက်ကူနေတဲ့ကုန်သွယ်မှုကိုတံပြန်ဖို့ရည်ရွယ်တယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနက ပြောပါရယ်မြန်မာခြေဆိုင်စစ်လက်နက်ဝယ်ယူရေးကုမ္ပဏီ Ryan Shunlet Company Limited နဲ့အရေးပါတဲ့လူပုဂ္ဂိုလ်တွေဖြစ်တဲ့အောင်ကိုကိုဦးကျော်သူမျိုးမြင့်နဲ့တင်မျိုးအောင်တို့ကိုတန်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကပြောပါရယ်ပေကျင်းမြို့တော်ခြေဆိုင်မြောက်ကိုရီးယားတပ်တူ24လုပ်ငန်း KOMID ကဒုတိယကိုယ်စားလှယ်ကင်ယောင်ဂျူဟာမြန်မာလေတဲ့အတွက်ဘုံမျိုးဆောင်နှစ်ခုနဲ့ ၄ချောင်းစောင့်ကြည့်ဧကရိယာရီအောင်ချဖို့ Royal Shunle Company Limited ကတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ချက်ကပြောပါရယ်။အာဆီယံဒေသရှိစီးပွားရေးကွန်ရက်ကတဆင့်ပြည်ပဝင်ငွေတွေကိုခေါ်ဝါချနေတဲ့မြောက်ကိုရီးယားနိုင်ငံသားတူဖြစ်သူနမ်ချိုအွန်ကိုလည်းတန်ခတ်ပိတ်ဆို့ကြောင်းထုတ်ပြန်ချက်ကဖော်ပြပါရယ်။မြောက်ကိုရီးယားနိုင်ငံရဲ့တရားမဝင်လက်နက်အစီအစဉ်ဟာအမေရိကန်နဲ့မဟာမိတ်တွေအတွက်တိုက်ရိုက်ချင်းချမှုတစ်ခုဖြစ်ပါတယ်လို့ အကြမ်းဖက်မူဝါဒနဲ့ငွေကြေးထောက်လန်းရေးဆိုင်ရာလက်ထောက်နိုင်ငံကြီးဝန်ကြီးကျွန်းဟာလီကထုတ်ပြန်ချက်တစ်ခုတွင် ပြောပါရယ်မြောက်ကိုရီးယားရဲ့မြန်မာလိုတိုင်းပြည်မျိုးနဲ့စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ကုလသမဂ္ဂအဖွဲ့ကစောင့်ကြည့်ခဲ့ပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းမှာအခုလိုပူးပေါင်းဆောင်ရွက်မှုကိုအဆုံးသတ်ဖို့ကြိုးပမ်းခဲ့ပါရယ်အမေရိကန်စိုးရရဲ့ကြိုးပမ်းမှုတွေထဲမှာဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့စစ်ကောင်ဆောင်တွေအုပ်ချုပ်တဲ့ မြန်မာနိုင်ငံကိုဒုံးကျည်ပညာရှင်တွေဆင်လွတ်တာနဲ့ဆီလက်နက်ထုတ်လုပ်ဖို့ကွန်ပျူစီးတွေတင်ပို့တာပါဝင်ပါတယ်